မင်္ဂလာပါရှင်ခစ်တင်ယူချန်နယ်မှာထိတ်တန်းရောက်မြန်မာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီပြန်ထိန်းချုပ်နေသည့်လာရှုံမြို့တွင်၌တနက်ပစ်ခတ်တံပြန်ကြားရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်စစ်ကောင်စီကပြန်လည်ထိန်းချုပ်ထားသည့်ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမြို့အတွင်ယနေ့2025ခုနှစ်ဧပြီလ29ရက်နေ့နံနက်ပိုင်းကလက်နက်ငယ်ပစ်ခတ်တံများကြားရသည်ဟုဒေသခံများထံမှသိရပါတယ် ကိုကန်တက် MNDAA သိမ့်ပြီးနောက်တနက်ပြစ်တံမကြရတော့သည့်လာရှိုးမျိုးတွင်စစ်ကောင်စီပြန်ဝင်လာပြီးနောက်တနက်တံများပြန်ချလာရပြီးမိသည့်အတွက်ကြောင့်ပြစ်ခတ်ဒီကိုမှမသိရသည်ဟုဆိုပါတယ်။အခုမနက်၈နာရီကျော်လောက်က လာရှိုးမြို့တွင်တဲ့ကပဲတချက်ချင်းစီပြင်နေတာခုနှစ်ချက်လောက်ပြစ်တန်ကြရတဲ့ဟုလာရှိုးမြို့တွင်နေဒေသခံတအူကသတင်းဌာနကိုပြောပါရယ်အဆိုပါပြစ်ခတ်တန်ကိုလာရှိုးမြို့ရက်ွက်၅ဘက်ကကြားရခြင်းမရှိဟုလဲရက်ွက်နေဒေသခံတအူကပြောပါရယ် လက်ရှိတွင်လာရှိုးမြို့အမတ်တရဲစခန်းကိုစစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်များပြန်လည်ဝင်ရောက်နေပြီဖြစ်ပြီးဌာနဆိုင်ရာဝန်ထမ်းများကိုလည်းရခင်လာရှိုးမြို့တွင်တာဝန်ကျဘူးသည့်ဝန်ထမ်းများကိုပြန်ပို့မည်အစီအစဉ်ရှိနေသည်ဟုလည်းသိရပါသည် အုတ်ထုံမှုမရှိတော့တခိုးတမျဆိုရင်ရတယ်စစ်ကောင်စီဌာနဆိုင်ရာတွေလည်းမလဲပတ်သေးဘူးရုံးကဘာယုံမှမဖွင့်သေးဘူးစစ်ကောင်စီကလည်းတက်စခန်းတွေပြက်စီးကုန်တော့နေထိုင်စရာတွေနဲ့အချိန်ကုန်နေတုန်းထင်တယ်အမတ်တရဲစခန်းတွေကိုရဲအနှဲငယ်ရောက်နေတယ်ဘာမှမလုပ်နိုင်သေးဘူးဟုဒေသခံတအူးကစက်ပြောပါတယ် တရုတ်နိုင်ငံ၏ဖိအားပေးမှုစစ်ကောင်စီကိုကူညီပေးမှုဖြင့်ကိုကန် MMDAA တပ်များလာရှိုးမြို့မှာဧပြီလ22ရက်နေ့တွင် အပီးပြန်ဆုတ်ပေးလိုက်ရပြီးနောက်စစ်ကောင်စီတပ်သည်အင်အားအလုံးရင်းဖြင့်လာရှိုးမြို့ကိုပြန်လည်ဝင်ရောက်လာခြင်းဖြစ်ပါသည်ဆလပီတီဘောမျိုးနဲ့နမကြောင်မီသွေးတွင်ရှိ SSPB တက်စခန်းတို့ MNDAA ဝင်ရောက်လာပြီးနှစ်ဖက်တနက်ပြစ်ခတ်မှုဖြစ်ပွားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင် ရှမ်းပြည်တီဘောမြို့နယ်နမကြောင်မီသွေတွင်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တမတော် SSPB SSA တက်ဆက်ခန်းကိုဖယ်ရှားရန်ကိုကတက်ဖွဲ့ MNDAA ဝင်ရောက်လာစဉ်နှစ်ဖက်တနက်ပြစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းစုံစမ်းသိရှိရပါသည်။ ယနေ့ဧပြီလ29ရက်နေ့နနက်10:00နာရီခန့်တွင်တီဘောမြို့နယ်နမကျေးရွာအုပ်စုရှိနမကုံပေါင်းနှင့်နာနန်းကျေးရွာတဝိုက်ရှိကြောင်မီသွေးတွင်များတွင် အခြေစိုက်ထားသည့် SSPB တပ်စခန်းများကိုဖယ်ရှားရန်လာရှုဘက်မှကိုကန့်တပ်သားများဝင်ရောက်လာစဉ်နှစ်ဖက်ထိပ်တွေ့မှုဖြစ်ပြီးတနက်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းတီဘောဒေသခံများကပြောပါရယ် ဒီမနက်7:00နာရီလောက်မှာ MNDAA နဲ့ SSPB ပြစ်ကြတာဟုတ်တယ်။မြမကြောင်မီသွေးတွင်အထဲဘက်ထိရောက်လာတဲ့ကိုကန့်တက်ကို SSPB ကဝိုင်းပြီးတနက်နဲ့ပြန်ပြစ်တယ်လို့ကြားတယ်။မနေ့ညကလေးကကိုကန့်တက်ကမြမအုပ်စုတဲကနာနန်ကုန်းပေါင်းဘက် SSPB တက်ကိုသွားမောင်းထုတ်တာအဆောင်ကိုလေ6:00နဲ့ကန်တယ်ဟုတီဘောဒေတာကန်အမျိုးသားတအူးကသတင်းဌာနသို့ပြောပါရယ်။ တီဘောမျိုးနဲ့နမကြောင်မီသွေးတွင်တိုင်း SSPP နဲ့ MNDAA တို့နှစ်ဖက်ထိတွေ့မှုဖြစ်ပြီးတနက်ပစ်ခတ်သည့်အခြေအနေကိုအတည်ပြုနိုင်ရန် SSPP ပြောရေးဆိုခွင့်ရှိသူဘုံမူဆိုင်ဖုံးဟန်ထံဖုံးဖြင့်ဆက်သွယ်ခဲ့တော့လေဖုံးလက်ခံဖြေကြားခြင်းမရှိပါ ရင်းမတိုင်ခင်ဧပြီလနောက်ဆုံးပတ်မှစ၍လာရှုပတ်မှလာသည့် MNDAA တပ်သားများသည် SSPB ထိန်းချုပ်ထားသည့်နမကြောင်မီသွေးတွင်ကိုစစ်ဆေးရန်ဟုဆိုကာကားတစ်စီးဖြင့်ရောက်ရှိလာပြီး SSPB ကိုကြောင်မီသွေးတွင်မှထွက်ခွာသွားရန်ပြောဆိုခဲ့ကြောင်းဒေသခံများချမ်းမှသိရပါသည် ရှမန်နေဧပြီလ28ရက်နေ့ည9နာရီခန့်တွင်နမကြောင်မီသွေးတွင်သို့ကိုကန့်တပ်သားများအင်အား30ခန့်ထပ်မံရောက်ရှိလာပြီးနမကြီးရွာအုပ်စုနာနန်းနှင့်ကုန်းပေါင်းဘက်အခြေစိုက်ထားသည့် SSPB တပ်စခန်းမှကင်းဆောင်တပ်သားကိုရိုက်နှက်ကန်ကြောက်ခဲ့သည့်အပြင်ပြည်သူနေအိမ်နှင့်ဘုံကြီးကျောင်းတို့ကိုလည်းဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ကြောင်း၎င်းဒေသခံအမျိုးသားကဆက်ပြောပါသည် ကိုကန်တက်ကအရင်၃လရက်ကတည်းကနမကြောင်မီတွေတွင်ကိုစစ်ဆေးဖို့ဆိုပြီးကားတစီနဲ့သွားတာအဲမှာ SSPB ဘက်ကပေးမဝင်ဘူးကိုကန်ဘက်က SSPB ကိုတက်ဆုပ်ဖို့ပြောတဲ့အချိန်မဆုပ်တဲ့အပြင်ရှေ့တိုးဖို့လုပ်မယ်လို့ SSPB ဘက်ကပြန်ပြောတယ် SSPB ဘက်ကတက်ကိုရှေ့တိုးပြီး အမြင့်နေရာမှာတက်ဆွဲဖို့လုံမာကဒီနေ့အမတိုင်ခင်မင်းညကကိုကတ်တက်ဝင်လာတာဟု၎င်းတီဘောဒီတာကံအမျိုးသားကထက်လောင်းပြောကြားပါရယ်လက်ရှိတွင်နမကြောင့်မိတွေတွင်အနီတဝိုက်သို့နှစ်ဖက်တက်ဖွဲ့များမှအင်အားဖြည့်တင်လာခြင်းကြောင့်စည်ရေးတင်းမာမှုဆက်ရှိနေပြီးဒရုန်းပြန်တမ်းမှုများလည်းရှိနေကြောင်းသိရပါရယ် တီဘောမြို့နယ်ရှိနမကြောင်မီတွေတွင်၌ SSPB အနေဖြင့်စေစုနှစ်ချီ၍စကမ်းချတက်ဆွဲထားပြီး၎င်းတို့၏ဗန္ဒာရေးအတွက်အရေးပါသည့်နေရာတစ်ခုဖြစ်ခြင်းကြောင့်မဟာမိတ်ဖြစ်သည့် MNDAA ကိုမိခဲ့သို့ပြန်လည်တုံ့ပြန်ဆောင်ရွက်မည်ကိုစောင့်ကြည့်ရမည်ဖြစ်ကြောင်းဒေသခံများကပြောဆိုပါရယ်။အလားတူယမန်နှင့်2024မတ်လနောက်ဆုံးပတ်ကလည်းတိန်နီမြို့နယ်နန်းဆလတ်တိုက်နယ်အတွင်းသွာလာလှုပ်ရှားနေသည့် SSPB SSA နှင့် MNDAA တို့နှစ်ဖက်တိုက်တွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးထိုစဉ်ကကိုကန့်တပ်ပွဲ MNDAA AEA မှ drone shot တိုက်တုံးများဖြင့်ပြန်လည်တိုက်ခိုက်ခဲ့ကြောင်းတိန်နီဒေသခံများထံမှသိရပါသည်။ MNDAA အနေဖြင့်တရုတ်ပြည်အကြောင်းလာရှိုမျိုးကိုစစ်ကောင်စီတန်းပြန်လည်လွှဲပြောင်းလိုက်တော့လေလာရှိုမျိုးပြင်ရှိခြေရွာများတွင်ဆက်လက်တက်ဆွဲထားကြောင်းဒေသခံများထံမှသိရပါဗျာ။ ဆက်လက်ပြီး AA နှစ်ဆက်ဆံနေမှုဘင်္ဂလားဒေ့ရှ်အတီးပြုတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါရရှင်။ဘင်္ဂလားဒေ့ရှ်သည်အမေရိကန်အကျိုးစီးပွားအတွက်ဂျာခန်အဖြစ်ဆောင်ရွက်ပြီးရန်သတင်းများပေါက်ကြားလာချိန်တွင်ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးအတိုင်ပင်ခံမိုဟာမက်ဂျိုဟစ်ဟိုစိန်ကမိမိတို့အနေဖြင့်အခြားရွေးစရာလမ်းမရှိတော့၍အာရကတက်တော်နှင့်ဆက်ဆံရခြင်းဖြစ်ကြောင်းကုလသမဂ္ဂ၏တောင်းဆိုလာသည့်လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးစင်ကြံလမ်းမကြီးတစ်ခုဖွင့်လှစ်ပေးရန်လည်းသဘောတူကြောင်းဒက်ကားတွင် ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင်ထုတ်ပေါ်အသိပေးလိုက်သည်ဘင်္ဂလားဒေ့ရှ်သည်တိတ္တမသုံးသန်းရှိသောရိုဟင်ဂျာဒုက္ခသည်များလက်ခံထားမှုအတွက်ကျောတွင်စူးကြီးတစ်ချောင်းစိုက်ဝင်နေသလိုဖြစ်နေခဲ့ရပြီးအတိုက်ခံနိုင်ငံရေးပါတီများသတင်းစာများ၏ဝေဖန်ပြစ်တင်ခြင်းအမည်လိုခံရသည် ဘင်္ဂလားဒေ့ရှ်၏အကြီးဆုံးနိုင်ငံရေးပါတီကြီးဖြစ်သောဂျမတီအစ္စလမ်မီပါတီကြီးကပင်ရခိုင်တွင်လွတ်လပ်သောရိုဟင်ဂျာနိုင်ငံထူထောင်ပေးရန်မြန်မာစစ်ဗိုလ်ချုပ်များ၏အားထားရာခေါင်းကိုင်ဖခင်ကြီးဂိုဖာဒါဖြစ်လာနေသည့်တရုတ်အားတရားဝင်အဆိုပြုလာခဲ့ပြီးဖြစ်သည်။ထက်ကားတွင် အလဲပတ်ရောက်ရှိနေသောတရုတ်ကွန်မြူနစ်ပါတီကိုယ်စားလှယ်အဖွဲ့အားတင်ပြခဲ့ကြောင်းချိန်ညာချက်တွင်ပါရှိနေသည်တရုတ်ကိုယ်စားလှယ်အဖွဲ့ကလည်း၎င်းတို့အဆိုပြုချက်ကိုတရုတ်အစိုးရထံပြန်လည်တင်ပြပေးမည်ဟုပြန်လည်ပြောဆိုခဲ့သည်ဟုပါရှိသည်ထိုကိစ္စကိုတရုတ်အစိုးရသဘောတူဖို့သာလိုသည်ဟုဆိုလိုခြင်းပုံရသည် မြန်မာစစ်ကောင်းဆောင်များအားမဖြစ်တာလို့သာဆက်ဆံနေရတော့လဲဖုတ်လေသည့်ငပိရှိတယ်လို့ပင်မထင်ဆိုသည်နှင့်အချုပ်ချာအာဏာပိုင်ဆိုမှုမရှိတော့ပဲနေပြီးတော့တွင်တိုက်လေရင်များပိုင်ထားသည့်စစ်အုပ်စုအဖြစ်သာသဘောထားနေကြပြီဆိုသည်ကအတိုင်းသားပေါ်လွင်နေပေသည်ထိုအဖွဲ့ကြီးမှာအရကတပ်ဖွဲ့ဝင်များဘင်္ဂလားဒေ့ရှ်ပိုင်းနဲ့နေမီတဲ10ကီလိုမီတာအထိအဟန့်တားမရှိဝင်ရောက်ကရွာများတွင်တကြံပွဲဆင်နွှဲနေခဲ့သည်ဟုပြင်းထန်သောစကားလုံးများဖြင့်ဆွဆဲထားပြီးဖြစ်သည် တရုတ်ကွန်မြူနစ်ပါတီကိုယ်စားလှယ်အဖွဲ့ဤခရီးစဉ်သည်အမေရိကန်လက်ထောက်နိုင်ငံသားရေးဝန်ကြီးနှစ်ဦးနှင့်မြန်မာနိုင်ငံဆိုင်ရာအမေရိကန်တန်ယုံယာယီတာဝန်ခံတို့ ရောက်ရှိပြီးမကြာမီမှာပင်ထွက်ပေါ်လာခြင်းဖြစ်၍ပြန့်နှံ့လာနေသောသတင်းများနှင့်ပတ်သက်ပြီးတရုတ်တို့စိုးရိမ်မကင်းဖြစ်လာပုံရသည်ဟုလည်းယူဆ၍ရနေသည်။ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၏အတိုင်ပင်ခံမှနေကြားတစ်လျှောက်လုံးမြန်မာစစ်တပ်၏အောစာအာဏာတရားမှုလုံးဝမရှိတော့သည့်အဖြစ်ကိုမတိကျိုးကြုံပြုနေ၍မဖြစ်ကြော့သဖြင့်လက်ရှိထိန်းချုပ်ထားသောနိုင်ငံတော်အစစ်မဟုတ်သည့်အဖွဲ့အစည်းဖြစ်သောအာရကတပ်တော်ကိုမိမိတို့အကျိုးစီးပွားအတွက်အမတ်တကယ်လိုအပ်လာ၍ဆက်ဆံနေခြင်းဖြစ်သည်ဟုရှင်းလင်းသွားခဲ့သည်။ တရားဝင်မဟုတ်သည့်တိုင်ဆက်ဆံ၍ရသည့်ဤလမ်းများဖြင့်တီးထွေဆောင်ရွက်သွားရမည်ဖြစ်သည်ဟုဆိုသည်မိမိတို့အနေဖြင့်ပြည်တွင်းရေးဝင်ဆက်ပတ်သည်ဟုယူဆခံရသည့်ထက်နိုင်ငံတွင် ရောက်နေသည့်ဒုက္ခသည်များပြန်ပို့နိုင်ရန်သာအရေးကြီးသည့်သဘောမျိုးလည်းပြောဆိုသွားခဲ့သည် အာရကတက်တော်သည်ယခုအခါဘင်္ဂလားဒေ့ရှ်အညာကိုကင်ထားနိုင်ပြီဖြစ်၍၎င်းတို့လိုလားချက်များလည်းတောင်းဆိုလာတော့မည်သာဖြစ်သည်လက်ရှိအနေထားသည်တိမ်မွေးစွာကင်တွယ်နိုင်မှဖြစ်ပေတော့မည်သို့မဟုတ်ကဒုက္ခသည်စကမ်းများအတွက်ညီနေရရယုံဘင်္ဂလားဒေ့ရှ်ဘက်မှဖဲ့ယူဖို့စူးစမ်းလာလျင်တရုတ်တို့လာရှုကဲ့သို့ဝင်ရောက်လာရန်လမ်းပွင့်သွားတော့မည်ဖြစ်သည်ဘင်္ဂလားဒေ့ရှ်အိမ်ဆောင်အစိုးရသည်လည်းပြည်တွင်းတွင်ဖိအားပေးမှုများခံလာနေရ၍ထို့သို့ဖြစ်လာနိုင်ခြေရှိသည်ကိုအမေရိကန်ကလည်းရိတ်ဆားမိပုံရသည် ကုလသမဂ္ဂတောင်းဆိုလာသည့်လူသားချင်းအကူအညီပေးနိုင်ပြီးဇင်းကြံလမ်းမတစ်ခုဖွင့်ပေးရန်သဘောတူထားပြီးဖြစ်တော်လဲမိမိတို့ဘက်မှစည်းကမ်းချက်အချို့သတ်မှတ်ထားပြီးဖြစ်ကြောင်းမိတို့သောစည်းကမ်းချက်မျိုးစုသည့်ကို အသေးစိတ်ထုတ်ပြော၍မဖြစ်ဟုလဲဆိုသည်ကုလသမဂ္ဂသည်မြန်မာစစ်ကောင်းဆောင်များကရခိုင်ပြည်နယ်တွင်အငတ်ဘေးစရောက်လာသည့်အထိစားနပ်ရိက္ခာနှင့်လူသုံးကုန်ပစ္စည်းများပိတ်ဆို့ထားမှုအပေါ်စိုးရိမ်မကိန်းဖြစ်လာ၍အတွင်ရေမှုချုပ်မှအကူအညီပေးနိုင်မည့်ဇင်းကြံလမ်းမကြီးတစ်ခုဖွင့်ပေးရန်အပူဓာရင်းကြိုးပမ်းလာခြင်းဖြစ်သည် ဖြစ်ပေါ်လာသည့်အခြေအနေများအားလုံးသည်အာရကတတ်တော်အားနိုင်ငံတကာမှမတိကျိုးကျုံပြု၍မရတော့ဆိုသည်ကိုပြဆိုနေပြီးအခွင့်အလမ်းများလည်းထွက်ပေါ်လာတော့မည်လည်းဖြစ်သည် ပြည်သူတရက်လုံးလဲနေလေအောင်မြင်းဆောင်မကြံတိုင်းပြည်ကိုဆယ်စုနှစ်ပေါင်းများစွာကြာအောင် အန္တရာယ်ပေးလာနေုံနဲ့အာမရသည်ပဲပြည်ပဩစာကံဖြစ်အောင်လှုပ်လာကြသည့်အပြင်လူမျိုးအားလည်းအခြားနိုင်ငံသားများလိုအပူအပင်ကင်းစွာလူချင်းတူတူသူချင်းမျှမျှမနေနိုင်အောင်ဒုက္ခပေးလာနေသည့်စစ်အာဏာရှင်စနစ်ဆိုးကိုဝိုင်းဝန်းတိုက်ထုတ်ဖို့အချိန်ကျရောက်လာနေပြီဖြစ်သည် ပြည်သူတို့ဤခုခံတွန်းလှန်စစ်မုတ်ချအောင်ရမည် ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာဝင်ပြပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစီရှင်